ီးယာဖြစ်ရင်ကိုယ့်ဘာကိုသိသလားဆိုတော့ဒါကတော့အိမ်မက်မက်တာတောင်မှငါဘာအိမ်မက်မက်တယ်ဆိုတော့သိတာပဲလေကိုယ်စိတ်မှာတကယ်ဖြစ်သွားရင်မသိဘူးမဟုတ်ဘူးသိတယ်သိရတယ်ပေါ့နော်အဲ့တော့ယဟန္တာပုဂ္ဂိုလ်တွေကအဘာမသိဘူးလားဆိုတော့ယဟန္တာအဘာသိတာရှိတယ်ယဟန္တာအဘာသိတာတွေရှိအဘာသိရင်ထုံးစံတိုင်းပဲဒေသနာကြားတာအဘာဆိုတာအပြစ်တစ်ခုကိုကျွလွန်မိတာအကုသိုလ်ဖြစ်တဲ့အဘာမျိုးတော့မဟုတ်ဘူးယဟန္တာသိတဲ့အဘာကဆိုအားဆိုအမေနဲ့အဖေကွဲနေတယ် အမေနဲ့အဖေကွဲနေတာကိုရဟန္တာပုဂ္ဂိုလ်ကသွားပြီးတော့ဒီလုံးဝပြတ်ဆင်းနေတာကိုတက္ကမကြီးတက္ကကြီးအိမ်သွားနေလိုက်ပါလို့သွားပြောလို့မရဘူးတက္ကကြီးကလည်းစိတ်မတူနဲ့တက္ကမကြီးနဲ့ပြန်ပြီးတော့တက္ကမကြီးအိမ်နေပါလို့ပြောလို့မရဘူးအဲ့ဒါလို့ပြောရင်အောင်သွေးလုပ်ငန်းလုပ်တယ်လို့ခေါ်တယ်အဲ့ဒီအောင်သွေးလုပ်ငန်းလုပ်လို့ရှိရင်တန်ဃာဒိဋ္ဌိအဘတ်တင်တယ်ယဟန္တာပုဂ္ဂိုလ်တောင်တင့်နိုင်တယ်အဲ့ဒီအဘတ်က နော်အဲ့ဒီမှာလည်းရှိတယ်စိတ်ဆက်ပေးရလောက်အောင်ကွဲသွားပြီဆိုရင်မစိတ်ဆက်ရဘူးစိတ်ဆက်ပေးရလောက်အောင်ကွဲတာမဟုတ်ဘူးခဏလေးတည်းစိတ်ထဲကတော့တူတူနေခြင်းနဲ့ဒါပေမဲ့လို့အပြင်ပန်းလူကြည့်ကောင်းအောင်လို့ရံဖြစ်ထားတာလည်းဖြစ်ကောင်းဖြစ်မယ်အဲ့ဒါမျိုးဆိုရင်တော့ကိစ္စမရှိဘူးတဲ့နော်နောက်တစ်ခုကတော့အဘိဓမ္မာဘုံနေနဲ့ပတ်သက်တာကတော့ဒါကတော့ ဗြဟ္မာတွေတောင်မှပဲဗြဟ္မာအချင်းချင်းမဟာဗြဟ္မာကိုမမြင်ရဘူးနေမင်းမင်းလက်ထက်ကငရဲသားတွေမြင်နေဆိုတာတမင်းမြင်အောင်ပြလို့မြင်ရတာဟုတ်သူရဲ့ဗဂရီမျက်စိကမြင်နိုင်စွာမရှိပါဘူးဒါတွေအဲ့တော့နတ်တွေအနေနဲ့လည်းပဲသူတို့ဘယ်ကုသိုလ်လုပ်လို့နတ်ပြည်ရောက်တယ်ဆိုတာသိပါတယ်ပြန်စဉ်းစားကြည့်လိုက်လို့ရှင်ဘာဖြစ်လို့သိတုံးဆိုတော့လူလုံးမွေးနေရတာမဟုတ်ဘူးခုကသေနောက်ထပ်တောက်လျှောက်ွားကနေဖြစ်တာဆိုတော့သူတို့မှာ မျက်စိလေးမှိတ်လိုက်တာနဲ့နေမယ်ဘဝကူးသွားတာဆိုတော့အမတမသိဉာဏ်တော့ဒုက္ခဒုက္ခတွေမရှိဘူးလူတွေကြတော့မမှတ်မိတာဘာကြောင့်မမှတ်မိတော့ဆိုလို့ရှိရင်မိခင်ဝမ်းထဲမှာအောင်းနေရတာ၄၅၀လာကြီးဆိုတော့မေ့ကုန်တာပေါ့ဒုက္ခတွေအများကြီးခံရတာဟုတ်လူကြတော့ဒါတောင်မှမှတ်မိတဲ့လူရှိတယ်လေနတ်တွေကြတော့အဲ့လိုမဟုတ်ငရဲချတဲ့လူကလည်း तू ဘာလို့လို့ငရဲရောက်တယ်ဆိုတာသိတယ်ဘာလို့သိတုံဆိုဘွားကနေသွားဖြစ်တာ ဝါကနဲ့သွားဖြစ်တာဆိုတော့သူတို့လှုပ်တာတွေအကုန်လုံးတိကျတာတွေညာတယ်ပေါ့ဟောအဲ့ဒါသိနိုင်တယ်